ပဲပွဲမဆိုကျွန်တော်တို့ကတော့အကောင်းဆုံးကိုအင်အားရှိတော့လို့ကစားရတာပဲနော်ကစားသမားတိုင်းရတော့ဒါပေမဲ့ကျွန်တော်တို့ရဲ့ဘလုံးစင်တန်းအများကြီးတဲ့နေမနေရပြတော့ဟိုခါကျတော့ခက်ခဲတာပေါ့နော်ကျွန်တော်အနေနဲ့သူများကြီးဆိုသူများနိုင်ငံကြီးဆိုသူတို့မွေးသားသားတွေပါတယ်နော်အဲသူတို့အဆက်တွေပေါ့နော်အဲဥပမာဆိုရင်ကျွန်တော်ဆိုရင်မလေးရှားဆိုရင်၅နှစ်နေပြီးသူတို့နိုင်ငံသားခံလို့ရတယ်တဲ့အဲ့လိုလူမျိုးအဲ့လိုဟာတွေပါလာတဲ့အတွက်သူတို့မှအများကြီးရှိတဲ့အတွက်ခါလိကျရင်သူတို့သူတို့ကောင်းနေအခုတော့ပိုင်းဆို အားလုံးက foreigner ကြီးပဲဖြစ်သွားတယ်အဲ့လိုမလေးရှားနိုင်ငံသားတော့လည်းနဲလာရယ်ပေါ့နော်အဲ့အတွက်ရုံးအနေနဲ့ကစားရတာတွေခက်ခဲတယ်ဟုတ်ရုံးအနေနဲ့ဟိုပြည်သက်တွေကတော့အများနိုင်ငံသားကိုကျွန်တော်နားလေတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ဘလုံးစင်တဲ့နှိမ်ပါနေတာတော့ပြည်သက်တွေအနေနဲ့ကျောင်းအနေနဲ့လက်ခံပေးဖို့ပေါ့နော်ဟုတ်အဲ့ဒါပါကျွန်တော်တို့အနေနဲ့တော့အကောင်းဆုံးကြိုးစားကြပါလားကျွန်တော်ကလေးတွေအားလုံးအနေနဲ့ကိုယ်နိုင်ငံအတွက်ကိုယ့်အတွက်ပေါ့နော်အားလုံးကြိုးစားကြတာကြပါလေဟုတ်ဟုတ်ဒီမှာဖုန်းနှလုံးရှိုံနဲ့ဘာပဲလို့လို့အလွယ်လေးမှာယူနိုင်မယ် mercury.shopping app မချူရီမှာဘာပဲလုပ်လို့ရနိုင်ပြီနော်တိတ်ပုံနဲ့အကောင်းဆုံး shopping မှာ Mercury your shopping partner ကျွန်တော်ကျွန်တော်အနေနဲ့ပြောရရင်အားလုံးအားနေတော့ကျွန်တော်အားလုံးအားလုံးအားလုံးဒီအစားအသောက်ပိုင်းတော့ကျွန်တော်တို့ဟိုမှာဆိုရင်ကျွန်တော်တို့ကနိုင်ငံရသားလို့နေရတယ်ဒါဒီဒီမြန်မာနိုင်ငံလူတွေပါကျွန်တော်ကလပ်တင်းမှာဆိုကျွန်တော်တို့ကဟိုတို့က local player လေး တို့ကြည့်ရလေတို့ကအစားတောက်ဆိုတော့စင်ကြီးမစားတယ်စီးတယ်မစားဘူးဝိတ်တက်မဲ့ဟာတွေမစားဘူးညာကင်းနေစောစောအိတ်တယ်အဲ့လိုအဲ့ဘောနော်အစားသားရတဲ့ကောင်တွေကအရင်ကဟိုဟို professional ဆန်တယ်ဗျာတည်ရမလားကျွန်တော်တို့ကြော free နေရ free နေရတယ်ဒါပေမဲ့ကိုယ့်ကိုကိုယ့်ကိုထိန်ဟွာဖျက်ရတာပေါ့အဲကိုယ့်ကိုဘယ်လိုပြောမလဲအရန်ကိုအဲခဲလို့ရဗျာအရန်ကိုအဲကြီးစားရတယ်ကျွန်တော်လည်းကြီးစားရတယ်ဖျားနာဆိုရင်တို့ဒီမှာကျွန်တော်တို့ဆယ်ရက်လောက် နားလည်မရှိနိုင်ဘူးသူတို့ပြန်မီဖို့တော့ training ပြန်မီဖို့အတွက်တော်တော်ခက်ခဲပါတယ်သူတို့နိုင်ငံကြီးကတော့အရန်ကိုမြင့်မြင့်လွန်အားကြီးရောပါပြီပေါ့နော်သူတို့နိုင်ငံကြီးဟိုဘက်နိုင်ငံကြီးရှင်မှုအတွက်သူတို့အနေနဲ့ ready ဖြစ်နေတဲ့အနေအထားမှာကျွန်တော်တို့ဘက်ကအရန်ကိုဆက်တိုက်ရရနိုင်ပါတယ်ပေါ့ကျောင်းလည်းဟိုမှာလောက်ရတာဒီနိုင်ငံဒီမှာဆိုတော့ကျွန်တော်ပြောင်းပြေးရတကယ်ပြောတာကျွန်တော်ကလပ်တင်းနေမှာကျွန်တော်အဲ့လောက်မပြေးရဒီမှာအရန်လောက်ရတယ်ခါလေးကြတော့ပြောတော့เนาะကျွန်တော်တို့ကအာသူတို့တွေကလည်းအရင်တော့ဘလုံးကစားလာတယ်ပေါ့နော် ကျွန်တော်တို့ကလပ်တင်းမှာဆိုရင်ဒါကျွန်တော်တို့ကလပ်တင်းကြောင့်ပြောပြတာပေါ့နော်ကျွန်တော်ကလပ်တင်းမှာကစားသမားတို့ကဖိဖိအောင်မထားဘူးအခုကျွန်တော်ကတပတ်ကျွန်တော်ကတပတ်ပါတပွဲရှိတယ်အဲ့တပတ်မှာ friend schedule ကြီးကလာပြီးသားပထမတရက်နဲ့ရမှာနည်းနည်းပြင်းမယ်ဘီယာရဲ့ပထမတရက်နဲ့ပထမရက်ဒုတိယရက်မှာနည်းနည်းပြင်းမယ်ပေါ့နော်တတိယရက်နောက်တစ်ရက်၄ရက်၅ရက်ဆိုကျွန်တော် training ရ short ချလိုက်ဖြည်းဖြည်းအဲ့တော့ကျွန်တော်ကကစားရင်နေဖြစ်အောင်လုပ်ရတာပေါ့နော်အဲ့လီးပြရဲအဲ့တော့နားလေပြင်ကစားသမားတွေသူတို့ကမေးတယ်ကျွန်တော်ကစားသမားကစားသမား ဝင်တော့နိုင်ပါလိမ့်နော်ဒါမှပျော်မှနိုင်အဲ့တော့ညီပြအမျိုးဘေဂျင်ထရီဆင်းကျင်လဲညဆင်းကျင်လားမနက်ဆင်းကျင်လားညနေဆင်းကျင်လားဒါမှမဟုတ်အားလုံးအဆုလိုက်တယ်အားလုံးဟုတ်ပြီညနေဆင်းမယ်ညနေဘေဂျင်ဆင်းကျင်တယ်9နိုင်လဲ6နိုင်လဲ9နိုင်လဲ10နိုင်လဲအဲ့ဒါရှင်ပြောအဲ့လိုမျိုးကျွန်တော်တို့ကလပ်တင်းမှာကျွန်တော်ထားတာပေါ့နော်အဲ့လိုတော့ကျွန်တော်ကကလပ်တင်းမှာပြောရှင်တယ်ကလပ်တင်းအားလုံးအကောင်းဆုံးကစားတယ်ကလပ်တင်းတို့ကအဲပြီးတော့ကျွန်တော်တို့က training ကအရင်မပြင်းဘူးဆိုတော့ကျွန်တော်တို့ကကစားရှင်တာပဲသိရစိတ်ကလုံးဝ relax ဖြစ်ပြီးတော့ လိုကစားခြင်းနဲ့စိတ်ပေါ့အဲ့ဒါလေးလေးစသတ်ရကျွန်တော်ကအများကြီးကြွားပါတယ်ကျွန်တော်ကအခုလောရကျွန်တော်အသက်30ရှိပြီပေါ့နော်30ရှိပြီကျွန်တော်အင်ဂျင်နီယာလည်းရှိတယ်အဲ့ဒီတော့ဟိုကျွန်တော်ကအများလုံးသွားနိုင်အောင်ထိုင်းလီတော့ပဲပေါ့နော်ကျွန်တော်အဲ့လိုဒါပေမဲ့မျော်မှန်းတာတော့လူတန်းတော့မင်းကဘယ်လောက်ထိမျော်မှန်းရမယ်လို့ဘာလို့ပေါ့ဒါတွေကသူတို့ကကျွန်တော်တို့ရဲ့ဟိုကိစ္စဝဝကိုမသိဘဲပြောတာပေါ့နော်ဒါကျွန်တော်ကျွန်တော်ကိုကျွန်တော်နားလဲတယ်ထိုင်းလီတော့ပဲကျွန်တော်နေနေ သွားပွားဖို့ပဲပေါ့များတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်အခုလောရတယ်မလေးရှားမှာရအောင်ပြောရှင်းနေပါတယ်ကျွန်တော်မလေးရှားလီးရဲ့အကြောင်းကောင်းကောင်းလေးနားလည်နေပြီဘယ်လိုပုံလုံးကစားရမလဲဘယ်လိုစားတော့ရမလဲဘယ်လိုလူမှုဆက်ဆံရေးဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်အနေနဲ့အရန်ကိုနားလည်နေဖြစ်တဲ့အတွက်ကျွန်တော်မလေးရှားမှာအရန်အရန်ကိုပဲပြောရှင်းနေပါတယ်ကျွန်တော်အနေနဲ့ကတော့ကျွန်တော်ဟိုဘက်ထဲမှာကျွန်တော်ကန်နာဆိုတော့ကျွန်တော်ဒီဘက်ထဲကတော့ကျွန်တော်အနေနဲ့လုံးဝပြန်မလာခြင်းဘူးကျွန်တော်အနေနဲ့အခုလောရတဲ့ဆုံးဖြတ်ထားတာကတော့ဟိုစိတ်ကူးလေးပြောင်းအောင်ပြောင်းရနိုင်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်အနေနဲ့လုံးဝဆုံးဖြတ်ထားတာကတော့ကျွန်တော်ဒီဘက်မှာ ဘုံလုံးဝမကစားရဘူးလို့ကျွန်တော်ဆုံးပြထားတယ်ကျွန်တော်ဘက်ကနေပြီးတော့ဥပမာအင်ဂျီပြန်ဖြစ်တာတို့ဥပဒေအရအရင်ချုပ်တော့တာပေါ့နော်မျိုးတွေရှိလာရင်ကျွန်တော်နေဒီဒီမှာတော့ကျွန်တော်ဘုံလုံးလုံးဝမကစားတော့ဘူးနဲ့ကျွန်တော်ဘုံလုံးမဘွားနေအနားယူပြီးတော့ကိုယ့်ရဲ့ business ပိုင်းကိုလုံးလုံးမျိုးတော့ကျွန်တော်စဉ်းစားတာပါလေဘလုံးမဖြစ်နိုင်ပါဘူးအာမင်းကဟိုဘလူဘလူမျိုးခံယူချက်မထားတာလို့ပါဘူးဒါရီကချက်ပြောတာပါကျောင်းနေနေလည်းဘယ်လိုမှမသွားနိုင်ပါဘူးကျွန်တော်တို့မှာ agent တွေလည်းမရှိပါဘူးကောင်းကောင်းရန်ကောင်းတဲ့ agent တွေရှိပါဘူး ဟုတ်အင်ဂျင်ကအရန်ကိုကျွန်တော်တို့အနေနဲ့အရန်ကိုအရေးပါပါတယ်ကျွန်တော်တို့ရဲ့ profile တွေကိုသူတို့ကဘုတ်ဘက်တွေကိုပြတာလေပြတာဖြစ်လို့ကျွန်တော်တို့အနေနဲ့အရန်ကိုခက်ခဲပါတယ်ကျွန်တော်တို့ကပြီးတော့အခုချိန်မှာလည်းအရန်ကိုကမ္ဘာစီရင်နေနေတဲ့တခြားတခြားနိုင်ငံတွေတော်တော်မစင်းစားဘူးအဲကျွန်တော်ပွင့်လင်းပြောတာเนาะဟုတ်ကဲ့